စစ်သားက1000ဒီဂရီလောက်ပူတဲ့၅စီစုံကြီးတစ်စုံကိုယူပြီးတော့ဝါးထဲကိုထည့်လိုက်တယ်။အဲဒီစီတွေကကျောက်အခွန်တွေကိုဝင်သွားပါတယ်။၅စီတွေအကုန်ခဲသွားတဲ့အချိန်မှာစစ်သားတွေကညင်ညင်တသာနဲ့မြေအိုးထဲကိုထည့်လိုက်ပါတယ်။ဒီလိုနဲ့ဘုံသေးစားလေးတွေရလာပါတယ်။ပြီးတဲ့အခါစစ်သားကတလုံးကိုယူပြီးတော့ကျောင်းနေရံပေါ်ကိုပြစ်လိုက်တယ်။ဘုံကွဲသွားတာနဲ့မီးတွေအများကြီးထွက်လာပါတယ်။ဒါပေမဲ့စစ်သူကြီးကဒီဘုံရဲ့အားကရန်နေလို့ခေါင်းခါနေပါတယ်။စစ်သားလည်းမြေအိုးထဲကို၅စီနောက်တစ်စုံဖြည့်ပေးလိုက်တယ်။ ဒီတစ်ခေါက်ရဲ့ပေါက်ကွဲရကဆယ်စားလောက်ဒေါ်လာပြီမဲစစ်သူကြီးကအားမရသေးပါဘူးမရဘူးဒီထက်အားပေးရမယ်ဟုတ်ဒီတစ်ခေါက်တော့စစ်သားကရေအိုးတဲကိုဆာလာဖာမုတ်တွေထည့်လိုက်ပါလေဒီတဲ့ခါမိညှိပြီးတော့ကျောင်းနေရဘက်ကိုထပ်ပြစ်လိုက်တယ်ဆာလာဖာမုတ်ကြောင့်အရှိန်နှခေါက်ထက်အများကြီးအပြင်းသွားပါလေဒါပေမဲ့ဒေါသကြီးတဲ့စစ်သူကြီးကပိုးစိတ်ဆိုးသွားတယ်မရဘူးဒီထက်နည်းနည်းပြင်အောင်ဘလောက်ထိပြင်ရမှာလဲဗျဒေါသထွက်နေတဲ့စစ်သူကြီးကိုကြည့်ပြီးစစ်သားလေးအကြီးဆုံးဘုံကိုယူလိုက်ပါလေ သူကကြောင်းနေရံပေါ်ပြစ်လိုက်တဲ့အခါအလောက်အာပြင်းနဲ့ဘုံကိုကြည့်ပြီးတော့စစ်သူကြီးလည်းအယံပြော်သွားတယ်။သူတို့ကဒီဘုံတွေကိုတုံးပြီးတော့ချောင်းချောင်းရဲ့စင်အားဆယ်သိန်းကိုခုခံမှဖြစ်ပါတယ်။ဒါပေမဲ့ချောင်းချောင်းကစစ်ထိုးဖို့အမိတ်ချခံဒီမှာသူ့ရဲ့စစ်သားတွေကယောဂရာပြီးကိုပူနေကြတယ်။9မိနစ်အတွင်းမှာသူ့ရဲ့စင်အားဆယ်သိန်းကတဝက်ပဲကျန်မာတော့တယ်။ချောင်းချောင်းကသူတို့ရဲ့အလောင်းကိုမသိမ်းပြတဲ့အပြင်အကြံတစ်ခုရလာပါတယ်။ညဘက်ရောက်တဲ့အခါအလောင်းတွေအကုန်လုံးကိုလှေပေါ်မှာတင်ထားလိုက်တယ်။ပြီးတဲ့အခါမှာတော့လျှို့ပေရဲ့တပ်ဘက်ကိုတွန်းသွားပါတယ်။ ။နောက်နေ့တကားတွေလေပေါ်ကအလောင်းတွေတွေ့တဲ့အချိန်မှာဘာမှမစင်စားဘဲနဲ့ကမ်းပေါ်ဆွဲသွားလိုက်တယ်။သူတို့ကအစွမ်းကုန်လူကယ်နေတဲ့အချိန်မှာကျူကော်လျံကသတင်းရပြီးတော့ရောက်လာပါတယ်။သူကအန်နဲ့အလောင်းချီနေကိုစစ်ကြည့်လိုက်တယ်။အလောင်းထဲမှာယောဂတွေအများကြီးပါလာတာကိုသိလိုက်ရတယ်။အချိန်နေမကောင်းလို့လူတွေကိုအလောင်းနဲ့ခက်ဝဝေနေဖို့ပြောလိုက်တယ်။ဒါပေမဲ့နောက်ကျသွားပါပြီ။အလောင်းနဲ့ထိတိရဲသူအကုန်လုံးယောဂကူသွားကြတယ်။ပြုတ်ပြီးလေအဲ့ဒီအခြေအနေကိုကြောင်းကြည့်နေပါလေ သူတို့ရဲ့စင်ရာတွေအစကတည်းက6ချောင်းရဲ့တဝက်တောင်မရှိပါဘူးအခုစစ်သားတွေယောဂထက်ကူသွားတော့သူတို့6ချောင်းကိုအနိုင်ရဖို့ခက်ခဲသွားပါပြီအဲ့ဒါကြောင့်မို့လို့သူရဲ့စစ်တပ်ကိုနောက်ဆုတ်ခိုင်းလိုက်ပါလေကျိုးကြီးကတော့အယမ်းစိတ်ထိုးသွားတယ်သူကတော့ပြည်သူတွေရဲ့အသက်ကိုကာကွယ်ပေးဖို့နေခဲ့ပြီးအဆုံးထိခုခံဖို့ဆုံးဖြတ်ချက်ချလိုက်တယ်ဒါပေမဲ့လျှို့ပေနောက်ဆုတ်လိုက်တဲ့အချိန်မှာစစ်ရာအများစုကိုပြန်ယူသွားတဲ့အတွက်သူတို့က6ချောင်းနဲ့တိုက်ဖို့အဆင်မပြေပါဘူးညံကြီးချင်းကျူကော်လျံကတော့ဒီလိုမတွေးထားပါဘူး တော့ရဲ့အတွင်းမြားချောင်းရေဆယ်သိမ်းရအောင်ငှားလာပေးမယ်လို့ပြောလိုက်တယ်။ကျိုးယူလေမတက်နိုင်တဲ့အဆုံးမှာတော့သူ့ကိုယုံပေးလိုက်ပါတယ်။ဒါပေမဲ့နှစ်ရက်သားအချိန်ကုန်သွားတဲ့အခါကျူကော်လျန်ကမြားတချောင်းမှငှားမလာသေးပါဘူး။သူ့လက်ထဲကလေးလေးကိုပဲကြည်နေပါတယ်။ညာဘက်ရောက်တဲ့အခါစစ်သားတွေကိုကောက်ရိုးလေဆယ်စီလောက်လောက်ခိုင်းပြီးတော့ချောင်းချောင်းရဲ့တပ်ဘက်ကိုတိုးသွားလိုက်တယ်။တိမ်တွေအုပ်ဆိုင်ပြီးတော့မှိုင်းပြတဲ့အချိန်ကိုအသုံးချပြီးစစ်ထိုးတဲ့အချက်ပေးပုံကိုတီးခိုင်းလိုက်တယ်။ပြီးတဲ့အခါမှာတော့ချောင်းချောင်းရဲ့တပ်ကိုမြားပြစ်ဖို့ကျူကော်လျန်ကအမိန့်ချလိုက်တယ်။ ရန်သူဘက်ကရေတက်စီအကြံပေးကလည်းစိတ်ဆိုးသွားပါလေ။သူတို့ကမြားပြန့်ပြဖို့အမိချလိုက်တယ်။သူတို့ထင်ထားတာတော့မြားဆယ်သိန်းလောက်ကကျူကော်လျန်တို့ရဲ့စစ်သားတွေကိုတစ်ဖွဲ့လုံးပါသွားအောင်ပြစ်နိုင်မယ်လို့ထင်နေတာပါ။ကျူကော်လျန်ကတော့လေထဲမှာထိုင်ပြီးတော့ရင်းနှွေးချမ်းတောင်းနေပါလေ။လေကအရန်လေးပြီးတော့နည်းနည်းလေးစောင်းသွားမှကိုစစ်တက်ကိုကောင်းပြန်လဲဖို့အမိချလိုက်တယ်။သူတို့ရဲ့လေကဖြူကောင်းလိုမြားတွေနဲ့ပြည်နေမှအမြန်ပြန်ဖို့အမိချလိုက်တယ်။ချောင်းချောင်းရဲ့တပ်ဖွဲ့တွေအတွက်ကောက်ရိုးလေတစီကိုခြံထားပေးလိုက်ပါသေးတယ်။သူတို့ကယူပြီးတော့ထွက်ပြေးသွားပြီဆိုပြီးထိစေခြင်းလိုပါ။ ရည်တက်စီအကြံပေးနေရောက်ကိုသူတို့တော်လုံးနိုင်သွားပြီဆိုပြီးချောင်းချောင်းကိုသွားပြောပြဖို့လှုပ်ထားတာပါ။ဒါပေမဲ့ချောင်းချောင်းကသူတို့နှစ်ယောက်ကိုတွေ့လိုက်တာနဲ့နှစ်ယောက်စလုံးကိုကြိုးထုတ်ထားဖို့အမိန့်ချလိုက်တယ်။ပြီးတဲ့အခါမှာတော့အတူလှုပ်ထားတဲ့လေဝဲစားဆောင်ကိုပြပြီးတော့မင်းနေလိုက်ပါလေ။ကျိုးကြီးကကျူးကော်လျားရဲ့အစီအစဉ်ကိုဒီကလေးကချောင်းချောင်းစစ်တပ်ထဲကသူတငယ်ချင်းကိုခေါ်ပြီးတော့အရက်တောင်းနေပါလေ။ပြီးတဲ့အခါမှာတော့ဒါရီကပြတဲ့အချိန်မှာသူတငယ်ချင်းတတိထားမိသွားအောင်လို့လှေဝက်စာတစ်စောင်ကိုတမင်တက်တက်ကြာသွားအောင်လုပ်လိုက်တယ်။အရင်မူးကြီးအောင်ဆောင်ပြီးတော့အမိစာကိုခိုးသွားဖို့အခွင့်အရေးပေးလိုက်ပါလေ အဲ့ဒီအမေစာကချောင်းချောင်းရဲ့လက်ထဲကိုရောက်သွားတဲ့အခါသူရဲ့ရေတက်စီအကြံပေးနေရောက်ရဲ့လက်ရည်ဖြစ်နေပါလေ။ချောင်းချောင်းကအစမှာတော့ကျိုးရီရဲ့ဂုံတိုက်ပရိရဲ့လို့ထင်နေပါလေ။ဂျူကော့လျန်ချန်ခဲ့တဲ့ကောက်ရိုးလေးကိုတွေ့လိုက်ရတော့မှပဲဂျူကော့လျန်ရဲ့လက်ထဲကိုမြားချောင်းဆယ်သိန်းရောက်သွားတဲ့အကြောင်းကိုသိလိုက်ရပါလေ။သူရဲ့စီရဲ့အကြံပေးနေရောက်ကိုတစ္ဆာဖောက်သမားလို့သတ်မှတ်ပြီးခေါင်းဖြတ်ဖို့အမိန့်ပေးလိုက်တဲ့ခေါင်းဆောင်တွေကိုတက်လိုက်တဲ့အခါသူရဲ့စစ်သားတွေကပုံကန်လာနိုင်တဲ့ဆိုတဲ့အသည့်စိတ်ပြန်ဝင်လာတဲ့အချိန်မှာတော့ဓာတ်ကင်မီစီရင်တဲ့သူကအလုပ်ပြီးသွားပါပြီ။ ။ချောင်းချောင်းကတော့အခုမှသူ့လေစားခံရတဲ့အကြောင်းကို သိသွားပါတယ်။ဒါပေမဲ့လည်းနောက်ကျသွားပါပြီ။ဂျိုယီကသူ့ရဲ့စစ်တပ်နဲ့ချောင်းချောင်းရဲ့တက်ရှိကိုရောက်လာပါပြီ။သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ပုံတွေနဲ့မြားချောင်းဆယ်သိန်းကိုသုံးပြီးတော့ Redcliffe တိုင်ပွဲကိုကျူကော့လျန်ရဲ့ကူညီမှုအောက်မှာအကြဆုံးအနေဆုံးနဲ့ချောင်းချောင်းကိုနိုင်အောင်တိုက်နိုင်ခဲ့ပါတယ်။ချောင်းချောင်းလူထားတဲ့ကျင်ကျိုးမျိုးကို ပြန်သိမ်းပိုက်နိုင်သွားခဲ့ပါတယ်။